ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာမကိုအလဲအပေးချင်တာပေါ့နော်ဆရာမကိုယ်တိုင်ကလည်း GPS LFT နဲ့ဘာဒီအမျိုးသမီးဖြစ်ဖြစ်တော့တဲ့ဌာနမှာကိုယ်တိုင်ဥဆောင်ပြီးတော့လုပ်လုပ်ဆောင်နေဆိုတော့လေဒီတောင် data အတွင်းမှာပေါ့နော်ဒီအမျိုးသမီးများအကြံထောက်ခံနေရတဲ့အခြေအနေနဲ့ဒီအကောင့်ငယ်ပေါ်ဆောင်ရွက်တဲ့အခါမှာကြုံတွေ့နေရတဲ့အခက်အခဲစိန်ခေါ်မှုတွေပေါ့နော်ဆရာမကိုဆွေးနွေးပြီးဖိတ်ခေါ်ချင်ပါတယ်ဟုတ် ဆိုတော့အမျိုးဒီထဲမှာခုနကညီမပေးတယ်လို့အမျိုးသမီးတွေရဲ့အကြံပေးခံရတဲ့အခြေအနေပေါ့နောက်တစ်ခုကစိတ်ခေါ်မှုပေါ့ဆိုတော့အကြံခံရတာကတော့အမျိုးသမီးတွေကတော့အရာတိုင်းမှာအခဏတိုင်းမှာတော့အကြံခံမှုတွေကတော့အမျိုးသမီးတွေကခံနေရရတယ်ဆိုတော့ပိုဆိုးတာကဒီထဲမှာပါပေါ့နော်ကျွန်တော်တို့ကဒီအမျိုးသမီးတွေအကြံခံရတာကဟိုဘယ်လိုပြောမလဲဒါတွေကအကြံခံဖို့လို့မမြင်ဘူးအကျွန်တော်ရဲ့ဒီ ဒီလိုရိုက်တာတက်တာအမျိုးသမီးတွေချက်ဖတ်ခံရတာကဒါကဖြစ်ရုံဖြစ်စဉ်တခုပေါ့လေဒါကိုလက်ခံထားတဲ့ကျွန်တော်တို့လူမှုဖွဲ့စည်းတွေကလည်းရှိနေတယ်ပေါ့နောက်တစ်ခုကဒီဒီခေါ်ဝါဒချင်းစိုးမှုတွေခုနကပြောခဲ့တဲ့အများကြီးအများကြီးရှင်ယုံဆွဲတဲ့ဒီခဏလေးလုံးနဲ့တွေ့ကြောင်းလို့အထူးသဖြင့်ပေါ့ကျွန်တော်ကားနေတာမှာဆိုလို့ရှိရင်အမျိုးသမီးတွေကပုံပြီးတော့မှကိုဒီအကြမ်းဖက်ခံရတဲ့ကိစ္စတွေပုံပြီးခံစားကြရတယ်ပေါ့နော်ဆိုတော့ဒါနေတာမှာကျွန်တော်တို့အမျိုးသမီးတွေကဘယ်လိုပုံစံနေနဲ့အကြမ်းဖက်ခံနေရတာလဲလို့ပြောလို့ရှိရင် အမျိုးသမီးတွေတော်တော်များများကဒီပြည်တွင်းကြမ်းဖက်မှုဆိုတဲ့ဟာမျိုးကဟိုနေ့စဉ်နဲ့အမျှပေါ့နော်အမျိုးသမီးတိုင်းလူလူကအထာရကိုခံစားကြရတယ်ဒီနောက်ပိုင်းကဒီအိမ်ထောင်ရေးဖောက်ပြန်တဲ့ကိစ္စတွေအိမ်ထောင်ရေးဖောက်ပြန်မှုကြောင့်လို့ဒီအမျိုးသမီးတွေကလည်းဒီဟာအကြမ်းဖက်ခံရတဲ့ဟာတွေကလည်းအများကြီးဖြစ်နေတယ်အာနောက်ပြီးတော့ဒီလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပေါ့နော်နောက်ကဒီရုပ်ပိုင်းစိတ်ပိုင်းဒီအကြမ်းဖက်မှုတွေလည်းအမျိုးသမီးတွေကနေ့စဉ်နဲ့အမျှပေါ့နော်ဖြစ်နေတယ် တွေ့နေရတယ်နောက်တစ်ခုကဒီအလုပ်ငန်းခွင်မှာဆိုလို့ရှိရင်လုပ်ငန်းတစ်ခုမျိုးဝင်နေကြတဲ့လူတွေတိုင်းတော်တော်များများကအကြမ်းဖက်မှုတွေဖြစ်နေတယ်ဆိုတော့အဲ့ဒီခန်းမှာကအဆိုးဆုံးကပါလဲဆိုတော့ဒီမိန်းမဆိုင်တာအကြမ်းဖက်မှုတွေကာမလိန်လည်းမပြေစားအမျိုးတွေပေါ့နော်ခုနကပြောလို့နောက်ခုရှိတာကကျွန်တော်တို့ဒီဓလိလုံးနဲ့တွေ့ကြပေါ့နော်ဓလိလုံးနဲ့ကြောင့်မလို့အမျိုးသမီးတွေကဒီအကြမ်းဖက်မှုတွေဟာခံစားကြရတယ်ဒါကဘာကိုပြောချင်တာလဲလို့ကိုရိုနာကတော့ပြောတယ်လို့ပြောဥပမာ brain ဖြစ်တယ်ပေါ့နော် brain မှာကဒီ ဒီနေ့တော့နှမ်းကြောင်းမလို့ဒီကျူးလွန်လိုက်တဲ့လူကဒီပရိသမားကပေါ့နော်အာဒီအမျိုးသမီးကဘယူချင်မဲ့ရွာရဲ့ဒီနေ့တော့နှမ်းကြောင်းမလို့အတင်းပေးစားတဲ့ဟာမျိုးတွေအဲ့ဒါအပြင်ပေါ့နော်ဒီဒိတ်ကိစ္စကြောင်းမလို့တဦးသဘောတူအာဒီကျူးလွန်ပြီးတော့မှအမျိုးသမီးကကိုယ်ဝင်ရပြီးတော့မှဒီအမျိုးသားကတောင်းဆိုယူချင်တဲ့ဟာမျိုးတွေဖြစ်လာတာဆိုလို့ရှိရင်ရွာတွေမှာ နေလေဆိုလို့ရှိရင်ဒီအမျိုးသမီးကရွာထဲမှာနေရွာတယ်နေတာလေဆိုတော့ဒီတစ်နေ့လုံးတန်းကြောင်းအမျိုးသမီးကိုကိုမရှိနေတဲ့အမျိုးသမီးကိုရွာထဲမှာမပေးနေတဲ့ကိစ္စတွေရွာပြန်ထုတ်ခံရတဲ့ကိစ္စတွေပေါ့နော်အော်ဒီဒါတွေကတော့ဒီကျွန်တော်တို့ရဲ့ဒီမကောင်းတဲ့ဒီတစ်နေ့လုံးတန်းကြောင်းလို့အမျိုးသမီးတွေကအကြံဖက်ခံရတယ်ပေါ့နောက်တစ်ခုရှိတာကကျွန်တော်တို့ဒီအခုဆိုလို့ရှိရင်ဒီစကားစကားနေပြီးတော့မှဒီလေချောင်းတိုက်ခိုက်တဲ့ဟာတွေပေါ့နော်ဆိုတော့ဒီစကားစရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်လည်းအမျိုးသမီးတွေက အကြမ်းဖက်ခံရတာပါပဲ။ဘာဖြစ်လဲဆိုတော့ဟိုဒီလေကြောင်းရံကြောင့်မို့လို့လေကြောင်းတိုက်ခတ်လိုက်တဲ့အတွက်ကြောင့်အမျိုးသမီးတွေကတိုက်ခိုက်မှုဖြစ်တိုင်းမှာအမျိုးသမီးတွေတင်ဆုံတတ်ရတယ်။နောက်တစ်ခုကဒီစိတ်ရမလုံခြုံမှုတွေပေါ့နော်။အဲ့လိုမျိုးတွေခံစားကြရတယ်။အော်ဒီဒီဘက်ကနောက်ပိုင်းမှာဆိုလို့ရှိရင်ဘာပြဿနာရှိလာလဲဆိုတော့ဒီ social media ကြောင့်ပေါ့။ social media အကြောင်းမို့လို့အမျိုးသမီးတွေကဒီ online ကြောင့်မို့လို့အကြမ်းဖက်ခံရတဲ့အမှုတွေလည်းအများကြီးဖြစ်နေတယ်။ဒါကဘာကိုပြောရလဲဆိုတော့ တချို့မျိုးသားတွေကဒီ social media ရဲ့ chat box နော်တုံးပြီးတော့မှဒီ set chat စာလာတွေတစ်ဖက်မျိုးသမီးတွေပို့နေတဲ့ဟာမျိုးတွေရှိတယ်။တစ်ဖက်မျိုးသမီးကိုစိတ်အနှောက်အယှက်ဖြစ်စေတဲ့ဒီဓာတ်ပုံတွေအဲ့လိုမျိုးတွေလုပ်ပြီးတော့မှဒီအချမ်းဖတ်ဖို့တွေလုပ်နေတဲ့ဟာတွေရှိတယ်။နောက်ခုကဟိုလူပေါ်ပူးမှုတွေပေါ့နော်။လူပေါ်ပူးမှုတွေကြောင့်မလို့ဒီအချမ်းဖတ်မှုတွေဖြစ်နေတယ်။နောက်တစ်ခုကဒီတချို့တော့ဒီ မျိုးသားတွေကယဉ်တိမှုကြောင့်မို့လို့ဒီဒီမိုင်းဆိုင်ရာဖြစ်ပွားအောင်လုပ်ရတဲ့ဟာတွေဒီစကားအနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်။ဟိုတမျိုးသားမျိုးတွေကဒီတခြားသောအကြံဖတ်မှုတွေလည်းအများကြီးရှိနေတယ်ရှိနေသေးတယ်ပေါ့နော်။ဆိုတော့အဖြေလာစင်တာဆိုလို့ရှိရင်ဟိုခုနကတော့ပြောခဲ့တဲ့လိုမျိုးအများကြီးပဲပေါ့နော်။ဆိုတော့အထူးသဖြင့်ကိုရိုးရဲ့တာမေတာမှာဆိုလို့ရှိရင် အဲ့ဒါနဲ့ဟိုဝေးနံခေါင်းတဲ့ဒီကြေးရော်တွေမှာဆိုလို့ရှိရင်လည်းအများကြီးအများကြီးပေါ့တာတွေကဟိုလက်နံပြီးတော့မှဒီဟိုစကဝိုင်းနဲ့ပေးရင်းနဲ့ဟာလိုင်းပြီးတော့မှဆုံးဆုံးဆန်းသိရှိရတဲ့ဟာတွေပေါ့နော်ကိုမသိတဲ့ဟာတွေလည်းမသိသေးတဲ့အကြံဖတ်မှုမျိုးတွေလည်းအများကြီးရှိနေသေးတယ်ပေါ့ဒါကတော့ဒီတားပေလာမှာအမျိုးသမီးတွေကြံဖတ်ခံရတဲ့ခြေနေနဲ့ကြံဖတ်ခံရတဲ့ပုံစံတွေပေါ့နော်အဲ့ဒါကိုခုနကပြောလို့ရတယ်အမျိုးသမီးတွေကဒီလုပ်ငန်းတွေအကောင်အထည်ဖော်တဲ့အချိန်မှာ တွေ့ရတဲ့ဖြစ်နေတဲ့ဒီအခက်အခဲတွေစိတ်ခေါ်မှုပေါ့နော်ဆိုတော့အဲ့ရကဒီအခက်အခဲတွေစိတ်ခေါ်မှုတွေလို့ပြောလို့ရှိရင်အမျိုးပရဝါဒချက်ကအမျိုးသမီးဖြစ်ခြင်းကြောင့်လို့ကိုဘာပဲလုပ်လို့ပေါ့နော်တစ်ဖက်ရဲ့ဥမာခြေရောင်မှာအလုပ်လုပ်ပေးစကဝိုင်းလေးပဲလုပ်လို့ဆိုတော့အတိမတ်ပြုမှုတွေပြီးပြီဆိုလို့ရှိရင်အပြန်အလှန်စောင့်မှုတွေတော့အမျိုးသမီးဖြစ်နေခြင်းကြောင့်ကိုအဲ့ဒါကခြေရောင်တိုင်းလို့ပြောတော့ဒါတွေကအာနေနေသေးတဲ့ အနေထားမှာရှိနေတယ်နောက်တစ်ခုကကျွန်တော်တို့ဒီတားနေတာပါဆိုလို့ရှိရင်အမျိုးသမီးတွေအတွက်ပေါ့နော်အမျိုးသမီးတွေအတွက်ကာကွယ်ပေးတဲ့အာကာကွယ်ပေးမှုတွေညှင့်ပြင်ပေးမှုတွေကလက်ရှိချိန်ထိအားနည်းနေနေတယ်ပြီးပြီဆိုလို့ရှိရင်ခုနကပြောသလိုမျိုးကျွန်တော်တို့ရဲ့ရိုးရာဓာတ်ပုံစံကြောင့်မလို့အမျိုးသမီးတွေဒီအကြမ်းဖက်ခံရတဲ့ဟာတွေကဒီလက်ခံနေသေးတဲ့ဒီလူဖွဲ့စည်းတွေအာလက်ခံနေသေးတဲ့ဒီတွေလည်းအများကြီးရှိနေတယ်ဆိုတဲ့အမျိုးတွေပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကဒီအကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကိုယ်တိုင်က စိတ်ခေါ်မှုအခက်အခဲကြီးကြီးမားမားတော့ဖြစ်ပါပါလဲဆိုတော့အကျန်းဖတ်ခံရတဲ့အမျိုးသမီးတွေကိုယ်တိုင်ကဒါကိုအကျန်းဖတ်ခံလိုက်ရတယ်မပြောရဲပေါ့နော်ဟိုမှာပြောလိုက်တယ်ဆိုလို့ရှိရင်တီးတဲ့လူတယောက်ကနေ10ယောက်ဖြစ်သွားမယ်အယောက်များဖြစ်သွားမယ်ဆိုတော့မပြောရဲဘူးမပြောရှင်ဘူးပြီးလို့ရှိရင်မတိုင်ကြားရဲဘူးဆိုတော့အမျိုးသမီးကိုယ်တိုင်ကဒါကိုလုပ်ရတဲ့ကိစ္စလို့ပေါ့ဆိုတော့ဒါကတော့ဒီအမျိုးသမီးတွေကိုယ်တိုင်ကလည်းအာဒါမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်ဘယ်လိုလုပ်ရလဲဆိုတဲ့အမျိုးကတော့ပြီးဖို့တော့လေ ဘာလို့ဒီလက်ခါမျိုးတွေပေါ့လေနောက်တစ်ခါကျွန်တော်တို့ကဒီကျောရီတာဟာအမျိုးသမီးတွေအတွက်ကာကွယ်ပေးတဲ့ဥပဒေတွေလိုမျိုးဟာအားနည်းတယ်နောက်တစ်ခါရှိနေတဲ့ဥပဒေတွေကိုလည်းကျွန်တော်တို့ကတချို့နေရာတွေမှာရှိနေတဲ့ဟာတော့မှဒါကိုအကောက်ထက်ပေါ်တဲ့ဟာမျိုးတွေလည်းလက်ရှိအခြေအနေကတော့အားနည်းနေသေးတယ်ပေါ့လေနောက်ပြီးတော့ဒီအဖြစ်နေတဲ့ခုနကတော့ပြောလို့ဖြစ်နေတဲ့ဒီဒိတ်လုံးတဲ့အကြောင်းမျိုးလို့လည်းကျွန်တော်တို့စီမှာအလုပ်လုပ်မယ်ဆိုလို့ရှိရင် မှာရောက်မှာဒီလိုမျိုးတွေဖြစ်လာကြည့်စဉ်ဒါကကျွန်တော်တို့ရွာရဲ့တနေ့ထုံးတန်းကြောင့်ပါဆိုတဲ့ဟာမျိုးဆိုတော့ဒီအခက်ခဲတွေအစိမ်းခုံးတွေကတော့ဟိုအများကြီးတွေပေါ့ဗောနိခုနကပြောသလိုမျိုးဒီတွေ့ရတဲ့အာဒီအကြံဖတ်မှုတွေကအများကြီးတော့ဖြစ်နေတယ်နောက်တစ်ခုကအလုပ်မျိုးတပည့်တွေကအလုပ်တွေလုပ်မယ်ဆိုလို့ရှိရင်အကောင့်ထဲပို့မယ်ဆိုလို့ရှိရင်တွေ့ရတဲ့ဒီအခက်ခဲတွေအစိမ်းခုံးတွေလည်းဖြစ်ချက်တော့လည်းအများကြီးရှိနေတယ်ဆိုတော့အမဒီနေရာမှာတော့ဒီလောက်နဲ့ပဲဆွေးနွေးရှိတာပါခင်ဗျ င်ကျေးဇူးပါအဆရာမကိုပြန်ပြီးတော့အလဲပေးချင်ပါတယ်ဘောနော်ဒီအတိတ်ပဲပြောရတဲ့ဒီအမျိုးသမီးများပါဝင်မှုဖြစ်အောင်ဒီလူဟုတ်ကရောဗာရီလောက်ဆောင်ဒီလေဒီတပင်ဒီအဖွဲ့အစည်းတခြားဒီတော်လရေးအဖွဲ့အစည်းတွေရောဗာရီလောက်ဆောင်တင့်လေဆိုတာကိုဆွေးနွေးပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဆရာမဟုတ်အာโอเคပါဆိုတော့ဒီဒုတိယပိုင်းနေနေဆိုရင်ကျွန်တော်မြင်တာကနှစ်ပိုင်းဖြစ်သွားမှာပေါ့နော်ပထမတစ်ပိုင်းကျတော့ကျွန်တော်တို့ဒီ ိုအမျိုးသမီးဖွဲ့စည်းနေတဲ့ဒီအိပယ်ပြောရတဲ့အမျိုးသမီးတွေရဲ့ပါဝင်ဖို့ဥဆောင်မှုပိုင်းမှာဒါတွေလုံဆောင်လဲဆိုတဲ့ဟာကိုပြောမယ်ဆိုရင်ကျွန်တော်တို့ပြည်သူအနေနဲ့ဆိုတော့ဒီပထမတစ်ချက်အနေနဲ့စပညာရေးအာပညာပေးမှုပေါ့နော်ပညာပေးမှုအစီအစဉ်တွေအာတောက်လျှောက်လုပ်လာတယ်အခုတစ်ဖြစ်ဒီပညာပေးမှုဆိုတဲ့နေရာမှာဆိုကျွန်တော်တို့ကအမျိုးသမီးအတွက်တည်နှံ့အမျိုးသမီးကောင်းဆောင်မှုအကြောင်း ုရင်မှကျမတို့ကဖွင့်လိုက်တာလည်းရှိရပေါ့နော်အဲ့ဒီမှာဆိုရင်ကျမတို့ကအမျိုးသမီးတွေရဲ့အထုတ်တိတမီးကောင်းဆောင်တွေကိုဝေထုတ်တယ်အာကြောင်းပြီးသွားတဲ့အမျိုးသမီးတွေကိုဒီဆိုင်ရဆိုင်ရမှာဌာနဆိုင်ရမှာပဲပြောပြောအရက်သက်ခွင့်စင်မှာပဲပြောပြောဒီအာမေရမှာအဖြစ်တော်တဲ့နေရာတိုင်းမှာကျမတို့ကပြန်ပြီးမှအစလူတာမျိုးတွေပြန်ပြန်မှပုံစံပြမှုတွေဆောင်ရွက်ပေးနေတာပဲရှိရပါတော့။ပြင်ကျွန်တော်တို့ကအဲ့ဒါကပြန်ပြန်ပေးမှုအဓိကလို့ဆောင်နေတဲ့အားရှိမယ်။ နောက်တစ်ခုကျတော့ကျမတို့ကဒီ consultation လို့ခေါ်ရပါတော့ consultation meeting ကျမတို့ကအမျိုးသမီးသိဆုံးပွဲပုံစံမျိုးဒီမှာကျမတို့ကပေရမရှိနေတဲ့မြို့နယ်တိုင်းမြို့နယ်အလိုက်ကျမတို့ကဒီမြို့နယ်မှာရှိနေတဲ့တကြွနေတဲ့အမျိုးသမီးတွေအများကြီးရှိရဲ့အာရှစ်မှာလည်းအပြောသွားခဲ့တဲ့ဟာတွေတွေ့ရတော့ဗောနော်တကြွနေတဲ့အမျိုးသမီးတွေအာလောက်ဆောင်နေတဲ့အမျိုးသမီးတွေအများကြီးရှိတယ်ဒါပေမဲ့ကျမတို့ကလက်သွဲ့ အခေါ်ယူမှုအပိုင်းတွေအနေနဲ့ရဲ့တို့လိုအပ်နေတဲ့စွမ်းရည်တွေတို့လိုအပ်နေတဲ့ဘုဒ္ဓတွေအဖြစ်စင်းမှုအနေနဲ့ထဲတဲ့အကြောင်းလို့မပေါ်လွင်တာပဲရှိရပါတော့တကယ်လို့ပြောကြတော့ဒီကမှာကတကြွတဲ့မျိုးသမီးရဲ့အမြင်ရှိပါတယ်ဆိုတော့ကျမတို့ကအဲ့ဒီတကြွနေတဲ့မျိုးသမီးတွေမျိုးနယ်အပိုင်းကျမတို့ကစူးစီးနေမှာအသိဆုံးစွန့်လေးပွဲတွေလုပ်ပေးတဲ့မျိုးသမီးကွင်ရဲ့ပုံစံမျိုးနဲ့ကျမ တိဆောက်ပေးရလို့ရှိရပေါ့နော်မျိုးနေလာလူသမီးချင်းချင်းချစ်ဆက်နိုင်တဲ့အရာတွေအဲ့လိုမျိုးတွေဆိုလည်းကျမတို့ကအာဒါဒါလေးလို့ဆောင်တဲ့အားတွေရှိမယ်အာနောက်ခုကကျမတို့ကကျမတို့ရဲ့ဖွဲ့စည်းထဲမှာအပြင်ပေါ့နော်ဒီတက်ဆိုင်ရာဖွဲ့စည်းအလိုက်မှာ ဒီ gender ဘိုင်းဆန်ဂျမဂန်းလူကြီးပေါ့နော်အဲတက်တက်ဆိုင်တဲ့မူဝါဒဖတ်ရှိဖို့အတွက်ဒီမူဝါဒရှိပြီဆိုရင်လည်းလက်တွေ့အကျွန်တော်တို့မူဝါဒမှာခဏတော့ကအာဒီအပါစကြလည်းပြောသွားတယ်ကျွန်တော်တို့ကကြည့်မယ်ဆိုရင်တော့ပုံစံရခိုင်လုံးကရှိတယ်ဒါပေမဲ့ကျွန်တော်တို့လည်းတောက်လျှောက်ပေါင်းလာတာကမြို့သူကြီးရဲ့ပါဝင်ဖို့အ ਨੇ ဆုံးဒါကကျွန်တော်တို့အခြေခံကအ ਨੇ ဆုံးပုံစံရခိုင်လုံးပေါ့နော် အာကျွန်တော်တို့လုတ်တာကဒီမူဝါဒထဲမှာလည်းအမျိုးသမီးအနည်းဆုံး30 30ရာခိုင်နှုန်းပါဝင်ဖို့လိုအပ်တယ်။တကယ်လို့ဒီမူဝါဒထဲမှာရှိပြီဆိုရင်လည်းလက်တွေ့မှာလည်းလက်တွေ့ကြဖို့လိုအပ်တယ်။မူဝါဒထဲမှာရှိပေမဲ့လည်းလက်တွေ့မှာတုံ့ဆောင်နိုင်ဖို့ဆိုရင်ဒါကအာကျွန်တော်တို့လူချင်းရဲ့ရလက်မဟုတ်ဘူးเนาะအဲ့ဒီဟာအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကအာမူဝါဒထဲနိုင်ဖို့အတွက်လုံခြုံရေးပွဲလုပ်တယ်အာသက်ဆိုင်ရာ အာဒီတာပေါင်းရှိတဲ့သူတွေကောင်းဆောင်တွေဒီလားခံနေတဲ့သိဆုံးစကားပြောတဲ့အပိုင်းတွေကျွန်တော်တို့တောက်ချောက်လုပ်လာတော့ပေါ့နော်အာနောက်ပါလေးချက်ကြတော့ကျွန်တော်တို့ကအာအထွတ်တပြည့်ဒီအာသက်ဆိုင်ရာဌာနအာကျွန်တော်တို့အခုဆိုရင်ကျွန်တော်တို့ရဲ့အစိုးရပြောပါမှာပေါ့နော်ကျွန်တော်တို့ဒီအာအစိုးရအနေနဲ့ဆိုရင်လည်းကျွန်တော်တို့ကဆိုင်ရာဆိုင်ရာဌာနအလိုက်ဥပမာ ခရိုင်ဆိုခရိုင်အလိုက်ရုပ်တင်ဆိုမြို့တင်အလိုက်ဘဟုဘဟုအလိုက်ကျမတို့ကပြေဆုံးပြေမှာစကားပြောခဲ့တဲ့ဟာတွေလည်းရှိရဲရှစ်ဆက်လဲကျမတို့ကစကားဆက်ပြောဖို့အများကြီးရှိရပေါ့နော်ကျမတို့ကဒီဂျာမကိစ္စနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အမျိုးသမီးရဲ့အဆောင်မှုပါဝင်မှုတွေပဲပြောပြောကျမတို့ကဆောင်ရွက်ဖို့တွေလည်းအများကြီးရှိပါတယ် အာနောက်ဆုံးတစ်ချက်အနေနဲ့ကျမတို့ကဘာလို့လုပ်လဲဆိုတော့ဒီမဟာမိတ်ကိုစားပြုမှုတွေမှာလည်းကျမတို့ကအသက်နိုင်ဆုံးမျိုးသမီးတွေအာနိုင်ငံရေးခန့်ကဏ္ဍမှာပါဝင်နိုင်ဖို့အတွက်ဥဆောင်မှုအပိုင်းမှာဆုံးဖြတ်ချက်ချတဲ့ခန့်ကဏ္ဍမှာပါနိုင်ဖို့အတွက်ဆိုပြီးမှကျမတို့မဟာမိတ်တွေမှာလည်းကျမတို့ကဆင်လွတ်တဲ့ဟာတွေအများကြီးရှိရပါတော့မဟာမိတ်လို့ပြောတဲ့နေရာမှာဆိုရင်လည်းနှစ်ပိုင်းရှိရပထမတစ်ပိုင်းကျတော့ကျမတို့တအားအတိုင်းဝိုင်းအချင်းချင်းကြားမှာကျမတို့တိစောက်ထားတဲ့မဟာမိတ်တွေရှိမယ်ဥပမာအာပြောမယ်ဆိုရင်တော့အာတခြားတိုင်း ဲ့ဖက်ဖွဲ့စီမဒီအတောင်းလူငယ်ဖွဲ့ရရှိမယ်ပြီးတော့ကျမရေးဖွဲ့ရရှိမယ်စသဖြင့်အဲ့လိုမျိုးဆိုင်ရဆိုင်ရမဟာမိတ်တွေမှာကျမတို့ကကိုစားပြုမှုတွေဆင်လူတဲ့အားတွေအများကြီးရှိရပါတော့ဒုတိယမဟာမိတ်ဆင်လူမှုကြတော့ အာကျမတို့နဲ့အာဘုံဒီလုပ်ငန်းသူရေရေမန်ချက်တူညီတဲ့တခြားတိုင်းရင်းတိုင်းညီကုံမုံတို့မာတွေအဖိုက်စီတွေမှာပေါ့နော်ဥပမာအာဘက်စုံတွေရှိမယ်အာကချင်ဘက်မှာလည်းရှိမယ်ပြီးရင်အာဒီပမာဘက်ကလည်းရှိမယ်စတဲ့ဒီတိုင်းရင်းသားပေါင်းစုံပါဝင်တဲ့အာအမျိုးသမီးအဖိုက်စီဆိုမှာလည်းကျမတို့ကကိုစားပြုမှုတွေအမျိုးသမီးရဲ့ခံခံနာတွေကိုတောက်လျှောက်ပါဝင်လာတဲ့ဆင်လွတ်တဲ့အပိုင်းတွေအများကြီးရှိရပေါ့နော်ဒါက အာကျမတို့ရဲ့ဒီ TWO လှုပ်ဆောင်နေတဲ့အရာတွေရှိမယ်။အာနောက်တစ်ခုကျတော့ကျမတို့ကအမျိုးသမီးနဲ့ဆိုင်တဲ့ forum ပေါ့နော်။ကျမတို့ forum တွေလည်းလုပ်တယ်၊လုပ်ခဲ့တယ်၊ရှေ့ဆက်လည်းလုပ်ဖို့ရှိရယ်။ကျမတို့ကအဓိကအမျိုးသမီး forum လုပ်ရတဲ့ထက်မှာဆိုရင်လည်းအမျိုးသမီးတွေရဲ့အာစွမ်းရည်အမျိုးသမီးတွေရဲ့ပါဝင်မှုအမျိုးသမီးရဲ့ဆွေးနွေးမှုတွေကအရင်အကောင်းတယ်။တကယ့်ကိုဟိုအမျိုးသမီးအထုတွေကတက်တက်ကြွကြွနဲ့ပါဝင်ဆွေးနွေးနေတဲ့ဟာတွေဆောင်ရွက်ရတဲ့အပိုင်းတွေအားရစရာတွေအများကြီးကျမတို့တွေ့ရတယ်။အဲ့ဒါတွေကိုလည်းကျမတို့ကသူတို့ကို တွဲခေါ်ဖို့ခဏဒီမနေ့တဲ့ဒါတို့ပြောသွားတဲ့ထဲမှာဆိုရင်တော့မျိုးသမီးအတွက်နေရာတွေရှိပါတယ်ဆိုတဲ့ဟာမျိုးတွေဒါပေမဲ့တေချာတာကကျမတို့ကမျိုးသမီးနေရာရှိပေမဲ့လည်းဘလိုင်းကြီးဒီမျိုးသမီးကိုကောက်ထည့်လို့မရအောင်တို့လိုအပ်နေတယ်ဘာဖြစ်လဲဆိုတော့တောက်လျှောက်ကျမတို့ပြန်ကြည့်မယ်ဆိုရင်တော့အမျိုးသားနဲ့မျိုးသမီးပြန်ကြည့်မယ်ဆိုရင်ပညာရေးကဏ္ဍမှာပဲပြောပြောအာတခြားအခန်းကဏ္ဍမှာပဲပြောပြောအမျိုးသမီးတွေကအများကြီးနောက်ကျကျန်ခဲ့တယ် အာကျမတို့ကဒန်းလူညီမျှမှုမရှိတဲ့အပိုင်းတွေအများရှိတယ်ဆိုတော့ကျမတို့ကအာဆက်လက်ပြီးမှဒီအမျိုးသမီးတွေနေရာရပြီဆိုတာကိုတော့ဝမ်းသာတယ်ဒါပေမဲ့တွေ့တဲ့အမျိုးသမီးကိုကောက်ပြီးမှဒီနေရာထိုင်မှပေးပါဆိုတာမျိုးတွေပေးတိုင်းလဲကျမတို့ကိုစားပြုမှုပြောလို့မရဘာဖြစ်လဲဆိုတော့ဒီအမျိုးသမီးကဒီနေရာထိုင်ပေမဲ့လဲသူ့မှာကစွမ်းရည်လိုအပ်တဲ့စွမ်းရည်တွေမပြည့်စုံသေးတာရယ်ပြောပိုင်ခွင့်မရှိသေးတဲ့ဟာတွေဆုံးဖြတ်ခွင့်မရှိသေးဘူးဆိုရင်လဲဒါကအမျိုးသမီးကိုစားပြုအမျိုးသမီးပါဝင်မှုလို့ကျမတို့ကတကယ်အိပ်ပဲပြေဝတဲ့ ျိုးသမီးကိုစားပြုမှုတော့ပြောလို့မရအရေးအတွက်တော့ကျမတို့ပြောလို့ရတယ်တကယ်ကိုစားပြုမှုအရေးအတွက်ဥဆောင်မှုကကျမတို့ပြောလို့မရသေးဘူးပေါ့နော်အဲအကြောင်းလို့ TBO အနေနဲ့အဲ့ဒါတွေဆောင်ရွက်တဲ့ဟာတွေအများကြီးရှိပါတယ်အာဒုတိယမေကွန်းအနေနဲ့ဆိုရင် ကျမတို့ကအာတီတဘိုလောက်ဆောင်တဲ့အပြင်ဒီအခြားဖွဲ့စည်းရဲ့ကျမတို့ဒီတော်လိုင်းရေးအာဖွဲ့စည်းတွေပေါ့နော်အာဘာတွေလောက်ဆောင်တင်လဲဆိုတဲ့နေရာမှာကကျမတို့တစ်အချက်အနေနဲ့ဆိုရင်ကျမတို့ ာတော်လည်းရေးဖွဲ့စီမှာပဲပြောအခုဆိုရင်ကျွန်တော်တို့အစိုးရအာဖြစ်လာပေါ့နော်အစိုးရမှာဆိုရင်လေဒီအာ gender နဲ့ပတ်သက်တဲ့အာ ဘတ်ဂျက်တည်တံ့ကျမတို့ထားရှိဖို့လိုအပ်တယ်ဒါကအာဘတ်ဂျက်တွေရှိထားမှပဲကျမတို့ကဒီအမျိုးသမီးတွေရဲ့ပါဝင်မှုအမျိုးသမီးရဲ့ခန့်ကန့်တွေကိုကျမတို့လှုပ်ဆောင်နိုင်မယ့်အပိုင်းတွေအများကြီးခွင့်လန်းရှိလာမှာပေါ့နော်ဆိုတော့အဲကြောင့်မလို့အာဖွဲ့စည်းတွေဆိုရင်လည်းအဲ့လိုသက်ဆိုင်ရာဖွဲ့စည်းအမျိုးသမီးဖွဲ့စည်းမဟုတ်ရင်တောင်မှလူငယ်ဖွဲ့စည်းတွေပဲပြောပြောကျမတို့ကဂျန်ဒါတည်တံ့ထားရှိဖို့လိုအပ်တယ်ဒုတိယတစ်ချက်အနေနဲ့ကြတော့ကျမတို့က မူဝါဒခုနလည်းကျွန်မပြောသွားတဲ့အထက်မှာပါတော့ဗောနော်မူဝါဒ policy gender နဲ့ပတ်သက်တဲ့အာမူဝါဒကျွန်မတို့ကရေးဆွဲချမှတ်ထားဖို့လိုအပ်တယ်အဲ့ဒီမူဝါဒအထက်မှာဆိုရင်လည်းကျွန်မတို့ကအ ਨੇ ဆုံး ဒါကအနည်းဆုံးပဲပြောတာပေါ့နော်30ရာခိုင်နှုန်းဆိုတာကအနည်းဆုံးပဲအာအဲ့ဒီအနည်းဆုံးပါဝင်နိုင်ဖို့အတွက်လည်းကျမတို့ကလက်တွေ့ကြတဲ့အာတတချို့ဖွဲ့စည်းမှာကမူဝါဒတွေရှိပေမဲ့လည်းဒါပေမဲ့လက်တွေ့ဆောင်ရွက်ဖို့ကမရှိဘူးဖြစ်နေတယ်လုပ်ငန်းမရှိသေးတဲ့အတွက်ကြောင့်မလို့အာကျမတို့ဆိုလိုချင်တဲ့30ရာခိုင်နှုန်းတွေကမပါလဲအပိုင်းတွေဖြစ်တာပေါ့နော်အာတချို့ကတော့ရှိတယ်ဥပမာကျမတို့တောက်လျှောက်တွေ့ခဲ့တဲ့အတွေ့အကြုံရဆိုရင်အာတွေ့ဆုံစကားပြောရတဲ့အာဒီအာသက်ဆိုင်ရာအဖွဲ့ စီးတွေပဲပြောပြောကျမတို့ဒေတာအာတာမရှိနေတဲ့ဥက္ကဋ္ဌတွေတကြီးတွေနဲ့တွေ့တဲ့ချိန်မှာဆိုရင်တချို့က30ရာခိုင်နှုန်းမကလို့ကျမတို့နေနေရ90ရာခိုင်နှုန်းတော့ပေးတယ်ဆိုတော့အာအပြောဆိုတွေလည်းရှိခဲ့ရပါတော့เนาะဒါပေမဲ့ခုနပြောတဲ့လိုမျိုးနေရပေးတိုင်းလဲကျမတို့အမျိုးသမီးတွေကိုအာအထွေထွေလှုပ်ဆောင်တာမျိုးတွေအာအကျိုးတဲ့နေရမျိုးတွေစသဖြင့်အဲ့လိုမျိုးနေရပေးတယ်ဆိုရင်ဒါကအမျိုးသမီးအင်အားဘလောက်ပဲပါပါကိုစားပြုမှုက ပြောလို့မရပါဘောเนาะဒါက အဲ့ဒီဟာတည်းကျွန်တော်တို့ကခွဲခြားမြင်စေချင်တာပေါ့နော်အမျိုးသမီးတွေရဲ့ပါဝင်မှုတွေကအဲ့လိုမျိုးနေရာမှာမူဝါဒတွေကိုချမှတ်ပြီးမှတကယ်ကိုလက်တွဲကောင်ထည်ဖို့လို့ပို့လို့အပ်တယ် နောက်တစ်ခုကကျမတို့ဖြစ်စေချင်တာကဒီ TWO အနေနဲ့ဆိုရင်ကျမတို့ပညာရေးတွေတောက်လျှောက်လုပ်လာတယ်အခုဆိုရင်တော့ဒီအမျိုးသမီးအာ PSR ဒင်းအေဘက်ကအမျိုးသမီးဌာနလည်းပညာရေးတွေအာနဲ့ပတ်သက်ပြီးပညာပေးမှုတွေလူထုတွေစီမှာပေးတာတော့တွေ့ရပါပေါ့နော်ဒါပေမဲ့အာတို့လည်းကျမတို့နေတူနဲ့စင်ကောမှုရှိကောင်းရှိမယ်ဘာဖြစ်လဲဆိုတော့အမျိုးသမီးအဖွဲ့ဖြစ်တဲ့အကြောင်းလို့ကျမတို့ကပညာပေးမှုအစီအစဉ်လုပ်တော့မယ်ဟောပြောပဲပြောပြောအာဒီအာပါလဲ အာတင်နဲ့ပဲပြောပြောခေါ်ပြီဆိုရင်တော့အမျိုးသမီးတွေခေါ်တဲ့အတွက်ကြောင့်မလို့အမျိုးသမီးသက်ဆိုင်တယ်အမျိုးသမီးအရေးပဲဖြစ်ပါတယ်အမျိုးအမျိုးသားနဲ့မဆိုင်ပါဘူးဆိုတဲ့အမြင်တွေကြောင့်အမျိုးသမီးတွေကြီးပဲတောက်လျှောက်ဒီအစီဝေးထဲမှာပဲပြောပြောဒီတင်နဲ့နဲ့မှာပြောပြောရောက်လာတာတော့တွေ့ရမှာပေါ့နော်ကျမတို့ကအာအဲ့လိုမျိုးအာဖြစ်စေချင်တာတော့မဟုတ်ဘူးကျမတို့ဖြစ်စေချင်တာကဒီပညာပေးမှုပြောတဲ့နေရာမှာဆိုရင်ဥပမာဒီအာကျမရေးရတဲ့လူညီများမှုလို့ပြောတဲ့နေရာမှာဆိုရင်အမျိုးသမီးဒီပဲတိလို့လည်းမရဘူးလို့ အမျိုးသားကြီးပဲတိလို့မရဘူးဆိုတော့ကျမတို့ကနှစ်ဖက်စလုံးဗက်မြဖို့လိုအပ်တယ်အဲကြောင့်မို့ကျမတို့ကတိုက်သွင်းချင်တာကဒီပညာပေးမှုဆိုတဲ့နေရာမှာဆိုရင်လေအမျိုးသားကိုယ်တိုင်ကအမျိုးစံပြအနေနဲ့လုပ်ပြီးမှဒီအမျိုးသားတွေအထုတပြည့်ရှေးရိုးဆွေးနေတဲ့ပုံပေါ်တွေစီမှာတွားပြီးမှအသိပညာပေးမှုတွေအမျိုးစီယုံရေးလုပ်တာပဲဖြစ်ဖြစ်အာပညာပေးမှုလုပ်တာပဲဖြစ်ဖြစ်လက်တွဲခေါ်တဲ့မျိုးတွေဆိုရင်တော့အာမြင်လာကြမှာပေါ့နော်ဒီအမျိုးသားကိုယ်တိုင်တာကိုလက်ခံပေးမှဒီပညာပေးမှုကိုပြန်လုပ်တဲ့နေရာမှာဆိုရင်တော့ အာထိရောက်မှုတစ်စိတ်တစ်ပိုင်းပြောင်းလဲမှုတစ်စိတ်တစ်ပိုင်းဖြစ်လာမယ်လို့ကျမတို့မျှော်လင့်တယ်အဲ့ဒါအဲ့ဒါတစ်ခုပေါ့နော် အာနောက်တစ်ခုကခုနပြောတဲ့လိုမျိုးအာဌာနဆိုင်ရာပဲပြောပြောအခန့်ကဏ္ဍတည်တည်မှာပေါ့နော်ကျမတို့အစိုးရဘက်မှာဆိုရင်လည်းအာကြားရတာကဥမာအာကဏ္ဍပေါင်းများစွာရှိတဲ့အုပ်ချုပ်ရေးပိုင်းပဲပြောပြောတရားစီရင်ရေးပိုင်းပဲပြောပြောပေါ့နော်အဲ့လိုမျိုးကဏ္ဍပေါင်းစုံရှိတဲ့တွဲကြောင့်မလို့ကျမတို့ကအမျိုးသမီးတွေအုပ်ချုပ်ရေးနေရာမှာပဲထဲ့တာအာလည်းမဟုတ်မဖြစ်စေချင်သလိုအာတရားစီရင်ရေးမှာပဲအကုန်လုံးတပ်ပုံတာမျိုးလည်းမဖြစ်စေချင်ဘူးကျမတို့ကကဏ္ဍပေါင်းစုံအမျိုးသမီးရဲ့ပါဝင်မှုစုဖွဲ့မှုတွေအာကိုစားပြု ှုတွေကိုပါဆက်ချင်တာပေါ့နော်အုတ်ချိုးရေးမှလည်းဗက်မြားဖို့လိုတတ်တယ်လို့ပြင်တရားစီရေးဌာနမှလည်းပါဝင်ဖို့လိုအပ်တယ်လို့နောက်တစ်ခုကပါဝင်တိုင်းလည်းခုနပြောတယ်လို့မျိုးဟိုဆုံးဖြတ်ခွင့်မရှိဘူးဆွေးနွေးခွင့်မရှိဘူးဆိုရင်လည်းဒါကကျမတို့လိုချင်တဲ့အပန်းတိုင်းမဟုတ်ပေါ့နော်အဲဆိုတော့အမျိုးသမီးရဲ့အတန်တွေနားထောင်ဖို့ဖို့လိုအပ်တယ်အမျိုးသမီးရဲ့ဆုံးဖြတ်ခွင့်တွေလည်းပေးဖို့လိုအပ်တယ်အဲ့ဒါတွေရှိမယ်အာနောက်တစ်ခုကကျမတို့နောက်ဆုံးအနေနဲ့ဆိုရင်တော့ ကျွန်တော်တို့ဒီ women and peace security အာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့တောက်တိုင်လေးတိုင်ဆိုတာရှိရပါတော့เนาะအာတခုကားပါရှိလဲဆိုတော့ပူပေါင်းပါဝင်ဖို့ရဲအကာအကွယ်ပေးတာရဲပြီးတော့ဂျိုတင်ကာကွယ်အာသစီတာရဲပြီးတော့ဒီကက်ဆယ်ရေးနဲ့ပြန်လဲထူထောင်ရေးဆိုတဲ့တောက်တိုင်လေးချက်မှာကျွန်တော်တို့ကဒီသက်ဆိုင်ရာအစိုးရပဲပြောပြောတခြားအဖွဲ့အစည်းပဲပြောပြောတော်လည်းရေးအစုပဲပြောပြောဒီတောက်တိုင်လေးခုမှလည်းအာပူပေါင်းဆောင်ရွက်ဖို့အာဒီဇိုင်းမဲမဲဆောင်ရွက်ပေးဖို့ကျွန်တော်တို့ကအာလှုပ်ဆောင်တဲ့ ာပေါ့နော်အဲ့ဒါတွေလုံမတာကျမတို့ကဒီအတိပဲပြေးွားတဲ့မြို့သမီးရဲ့ပါဝင်မှုအာကျမတို့လိုချင်နေတဲ့ပန်းတိုင်းကျမတို့ပြောပြောနေတဲ့ပုံစံမျိုးတွေကိုရောက်ရှိမှာလို့ကျမတို့မြင်တာပေါ့နော်တစ်ခွက်တည်းအနေနဲ့အာမြို့သမီးဌာနတွေဘလောက်ပဲလုံလို့အာဒီလိုဘလောက်ပဲလုံလို့ခုနပြောတဲ့မြို့တခြားဌာနဆိုင်ရာတွေအစိုးရပိုင်းတွေအာခေါင်းဆောင်ပိုင်းတွေကလက်တွဲခေါ်ယူမှုမရှိဘူးအတိမဲ့ ပြုံးမပေးဘူးမရှိဘူးအာအတိဆုံးဖြတ်ခွင့်မပေးဘူးဆိုရင်တော့ဒါကအာပုံမှန်တိုင်းပြန်ပြန်မှအရင်ကအရင်လိုပဲအာအရင်အတွက်ပဲများပြန်မှအရင်တွေးတွေကအသိမရှိသလောက်ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲအကြောင်းလို့ကျွန်မတိုက်တွန်းချင်တာကခုနပြောတဲ့အချက်တွေမှာဒါတွေကတော်လည်းရေးဖွဲ့စည်းမှာပဲပြောပြောတခြားအာရေးဖဲ့ဖွဲ့စည်းတွေနေနဲ့လဲဒါတွေလုတ်ဆောင်တင်တယ်လို့အာတိုက်တွန်းရင်းနဲ့ဒီကိုချုပ်ပြရစေဟုတ်ကဲ့အကျဉ်းဆုံးတင်ပါ